ရသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်ယောရှုမတ်စာခန်းကြီး9အပိုင်းငယ်7နဲ့ခါနန်ပြည်စဘာကိုစာ၍နှက်ဖြန်နေ၌မန္နာပြက်လေ၏နောက်တစ်ပံဣသီလအမျိုးသားတို့သည်မန္နာကိုမရကြထိုနှစ်တွင်ခါနန်ပြည်၌ဖြစ်သောအသီးနှံကိုစာရကြ၏ကျောင်းဒီနှုတ်ကပတ်တော်ကတော့ဣသီလလူမျိုးတွေ ခါနန်ပြည်ထဲကိုဝင်ရောက်တဲ့အခါမှာဖယားသခင်နေ့စဉ်ခြာကျွေးတဲ့မန္တမုတ်ပြတ်သွားတယ်။ဘယ်အချိန်မှာပြတ်သွားလဲဆိုရင်တော့ခါနန်ပြည်ရဲ့စပွားကိုစားတဲ့အချိန်မှာပြတ်တယ်လို့သမာကျမ်းစာကဖော်ပြပါတယ်။ဖယားသခင်ရဲ့တောင်းဝင်ယူခြင်းဖယားသခင်မှဆန်ခြင်းဟာဣသေလလူမျိုးတွေပုံမှာ အပြည့်အဝတောင်းဝင်ယူထားတယ်ဆိုတာကိုတွေ့ရပါတယ်။တော်ရဲမှာသွားတဲ့အချိန်မှာမန္တမုတ်မပြတ်ပါဘူး။ဘယ်အချိန်ကျမှပြတ်လဲဆိုရင်တော့ ခါနန်ပြည်ရဲ့စပွားကိုစားမှပဲမန္နမုတ်ကပြတ်သွားတယ်။အသက်သောစားစရာခါနန်ပြည်ရဲ့စပွားကိုမစားရမချင်းဖျားသခင်ကသူတို့ကိုမန္နမုတ်အားဖြင့်တော်ထဲမှာနှစ်ပေါင်း40လုံးလုံးကျွေးမွေးခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ဖျားသခင်ကဣသရေလူမျိုးတွေကိုတောင်းဝန်ယူတဲ့အခါမှာအပြည့်အဝတောင်းဝန်ယူတယ်ဆိုတော့ကိုတမန်ကျမ်းစာအားဖြင့်တွေ့ရတယ်။နှစ်ပေါင်း40တော်ထဲမှာသွားတဲ့အချိန်မှာလေသူတို့ကိုဖျားသခင်ကညအချိန်မှာ မိတိုင်အားဖြင့်နေအချိန်မှာမိုးတိုင်တိုင်အားဖြင့်လမ်းပြတယ်။သူတို့ကိုလမ်းမလွှဲရလေအောင်လမ်းပြတဲ့သူကဖယားပဲဖြစ်တယ်။ရေမရှိတဲ့အခါမှာကြောက်သေးကရေကိုထွက်စေတယ်။စားစရာမရှိတဲ့အချိန်မှာဖယားသခင်က စားစရာကိုပြင်ဆင်ပေးတယ်။နေ့တိုင်းနေ့တိုင်းမှာမာနမုတ်အားဖြင့်ဖယားသခင်ကကြွမွေးပါတယ်။ဤပြလိုမျိုးတွေဖယားသခင်ကိုပြစ်မာတယ်ညီးတွားတယ်အပြစ်တင်တယ် ဘလို့ပဲဖြစ်မှာပါစေဖျားသခင်ကတော်ပြီဒီနေ့အစာရင်မင်းတို့ငါမချွေးတော့ဘူးဆိုပြီးတော့မန်နာမော့ကိုမဖြတ်လိုက်ပါဘူးတောင်းရှောက်နှစ်ပေါင်း40လုံးလုံးဖျားသခင်ကချွေးမွေးခဲ့ပါတယ်တရားဟောကြံခန်းကြီး29အပိုင်ငယ်9မှာဘလို့ဖော်ပြလဲဆိုရင်အနှစ်40ပတ်လုံးသင်တို့ကိုတော်နိုင်ငါပို့ဆောင်တော်မူပြီသင်တို့အဝတ်တည်မဟောင်းမနွမ်းသင်တို့စီးသောခြေနှင်းလည်းမပြတ်အနှစ်40ပတ်လုံးဖျားသခင်ကတော်မှာပို့ဆောင် သူတို့ဝတ်တဲ့အဝတ်ကမဟောင်းနှွမ်းရဘူးဒါအင်မတန်ထူးဆန်းတဲ့အံ့ဩစရာကိစ္စဖြစ်ပါတယ်သူတို့ဝတ်တဲ့အဝတ်စားကနှစ်ပေါင်း40တောင်မနှွမ်းသွားဘူးမဟောင်းသွားဘူးပြီးတော့သူတို့စီးတဲ့ခြေနှင်းကလည်းမပြတ်ဘူးသူတို့ဖက်နှက်လည်းမပြတ်ဘူးအဝတ်လည်းမဟောင်းသွားဘူးဘုရားသခင်ကနှစ်ပေါင်း40လုံးလုံးဣသရေလလူမျိုးတွေကိုတာဝန်ယူထားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ခါနန်ပြည်နယ်နမိတ်နာကိုရောက်ပြီးတော့ခါနန်ပြည်ရဲ့စဝင်တဲ့အချိန်မှာ ဘုရားသခင်အသက်တော်တာဝန်ယူမှုတဲကိုဝင်ရောက်တဲ့အခါမှာမာနမုတ်ကပြတ်သွားတယ်။ခါနန်ပြည်စပားကိုစားမှမာနမုတ်ပြတ်တယ်လို့ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ဒီအကြောင်းကိုကြည့်ခြင်းအဖြစ်ဘုရားသခင်ကဣသရေလလူမျိုးတွေပေါ်မှာအပြည့်အဝတာဝန်ယူတဲ့ဘုရားသခင်ဖြစ်ပါတယ်။ဣသရေလလူမျိုးတွေပေါ်မှာအပြည့်အဝတာဝန်ယူတဲ့ဘုရားကကျွန်တော်တို့အပေါ်မှာလည်းအပြည့်အဝတာဝန်ယူတယ်။ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းအဖြစ်နယူးဣသရေလအသက်တော်ဣသရေလဖြစ်ပါတယ်။ ။ဒါကြောင့်မို့သင်ရဲ့နေ့စဉ်စာဝတ်နေရေးအတွက်ပူစရာမလိုပါဘူး။ဘုရားသခင်ကခက်ခဲတဲ့တောအချိန်ကာလမှာဣသရေလလူမျိုးတွေတောထဲမှာသွားတယ်နှစ်ပေါင်း40မှာလမ်းပြပို့ဆောင်တယ်လို့ပဲ။နိုးနေပြားကြီးစီးတဲ့ခါနန်ပြည်ကိုရောက်တဲ့အချိန်မှာလည်းဘုရားသခင်ကစားစရာကိုပြင်ဆင်ထားတယ်။ခါနန်ပြည်ရဲ့စပွားကိုသူတို့စားရပါတယ်။အဲ့ဒီရောက်မှသူတို့ကစိုက်ရတာမဟုတ်ပါဘူး။အဲ့ဒီမှာစားစရာကိုဘုရားကပြင်ဆင်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်မို့အဖေတို့စားတော့ရအန်နီအဖေတို့ဝေးရအန်နီမစိုးရင်ပါနဲ့လို့သခင်ရှုက ရှင်မသက်ခရစ်ဝင်ခန်းကြီး6မှာဖော်ပြပါတယ်။သင်ပါလို့လဲဆိုတော့ဘုရားသခင်ကသိပါတယ်။စာငတ်တွေကိုကြည့်ပါ။အဲ့ဒီစာငတ်တွေကစပားမဆိုင်ပါဘူး။စပားကိုလည်းမရိပ်သိမ်းပါဘူး။ကြည်ထဲမှာလည်းစပားတွေမဆုထားပါဘူး။ဒါပေမဲ့အစာငတ်ပြီးတော့ပြုတ်ကျသေးတဲ့ငှက်တကောင်မှာမရှိပါဘူး။ဘုရားသခင်ကစာငတ်ကလေးတွေကိုတော့ကျွေးမွေးရင်သင်နေကျွန်တော်လူသားတွေကိုဘုရားသခင်ကတာ၍ကျွေးမွေးမှာမဟုတ်ဘူးလား။တောင်းနေပန်းလေးတွေကိုတော့အဝတ်နဲ့ဖုံးလွှမ်းတဲ့ဘုရားက ကျွန်တော်တို့ကိုတာ၍အဝတ်နဲ့ဖုံးလောက်မဲ့ဖရာဖြစ်ပါတယ်။ဒါကြောင့်မို့ဘလို့စားရမလဲဘလို့ဝေးရမလဲမနေ့ပြန်မှာဘလို့အသက်ရှင်ရမလဲမစိုးရင်ပါနဲ့။ဖရာသခင်အားလုံးတာဝန်ယူထားတယ်။ဒါကြောင့်မို့သင်ရဲ့အနာဂတ်အတွက်မစိုးရင်ပါနဲ့။သင်ရဲ့မနေ့ပြန်အတွက်မစိုးရင်ပါနဲ့။ဖရာသခင်ကအပြည့်အဝတာဝန်ယူပေးမယ်ဖရာသခင်ဖြစ်ပါတယ်။အပြည့်အဝတာဝန်ယူတဲ့ဖရာသခင်ကိုသင်ကယုံကြည်စိတ်ချပြီးတော့နေ့စဉ်ရှောင်းလန်းလိုက်ပါ။ ။အဲကြောင့်မို့သင်ရဲ့ကျမ်းမာရေးဖျားတောင်းဝင်ယူပါလေ။ယောဂါတွေကလွတ်မြောက်ဖို့ဖျားသခင်တောင်းဝင်ယူပါလေ။သင်ရဲ့အကျွေးတွေကလွတ်မြောက်ဖို့ဖျားသခင်တောင်းဝင်ယူပါလေ။သင်ရဲ့ပြဿနာသင်ရဲ့မိသားစုခက်ခဲတွေကနေလွတ်မြောက်ဖို့ရန်အတွက်ဖျားသခင်ကအပြည့်အဝတောင်းဝင်ယူတဲ့ဖျားရှင်ဖြစ်ပါလေ။ကျွန်တော်တို့ဘက်ကသာလည်းအပြည့်အဝတောင်းဝင်ယူတဲ့ဖျားကိုယုံကြည်အားကိုးပြီးတော့အသက်ရှင်တတ်ဖို့ပဲဖြစ်တယ်။ဒါကြောင့်မို့သခင်ရှုကပြောတယ်သင်တို့အသုံးလိုတဲ့ຢာတွေကိုကောင်းငင်ဖို့ဖာကသိပါလေ။ အဲ့ဒီຢာတွေကိုရှာဖွေပြီးတော့အဲ့ဒီຢာတွေအတွက်စိတ်ပူပန်ပြီးတော့လောကမှာအသက်ရှင်ဖို့ဖះလို့တော့မရှိပါဘူးအဲ့ဒီຢာတွေကိုဖះသခင်ကထပ်၍ပေးမယ်လို့ဖော်ပြပါတယ်ကျွန်တော်တို့ရှာရမယ့်ຢာကနိုင်ငံတော်နဲ့ဖြောက်မှချင်းကိုရှေးဦးစွာရှာပါ နောက်မှလိုတဲ့ຢာတွေကိုဖះကထပ်ပေးမယ်ကျွန်တော်တို့ရှာခိုင်းတာကဖះသခင်ရဲ့နိုင်ငံတော်နဲ့ဖြောက်မှချင်းတရားတော်ဖြစ်ပါတယ်ကျွန်တော်လိုအပ်တဲ့ຢာတွေကိုရှာဖို့သခင်ရှုကမပြောပါဘူးကျွန်တော်လိုအပ်တဲ့ຢာတွေကိုဖះသခင်က ထပ်ပေးမယ်လို့သခင်ရှုက ပြောပါတယ်။ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာထဲမှာလိုအပ်တဲ့ຢာတွေကိုရှာဖွေရင်းနဲ့ဖရာသခင်ရှာခိုင်းတဲ့ຢာကိုမရှာမိပဲဖြစ်နေတတ်ပါတယ်။လောကမှာအသက်ရှင်တဲ့အခါမှာဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားဆိုတဲ့သခင်ရှုခွတ်တော်ဖရာကျွန်တော်ကိုအလိုရှိတဲ့အသက်တာနဲ့ဖရာသခင်ရဲ့အလိုတော်ကိုရှာဖွေပြီးတော့လောကထဲမှာအသက်ရှင်ဖို့ဖြစ်ပါတယ်။ဖရာသခင်ကအသင်ကိုပါလို့စေခြင်းလည်း ဘုရားသခင်တင့်ကိုဘလို့အသက်ရှင်စေခြင်းလဲနေ့စဉ်တင်ကစံစာကိုဖတ်ပြီးတော့ဘုရားပြောတဲ့အတိုင်းနှုတ်ကပတ်တော်မှာဘုရားသခင်ဖော်ပြတဲ့အတိုင်းဘုရားသခင်ကနှိမ်ချပါဆိုရင်နှိမ်ချလိုက်ပါဘုရားသခင်ကသူ့အချိန်ကိုစောင့်ပါဆိုရင်သူ့အချိန်ကိုစောင့်လိုက်ပါဘုရားသခင်ကတင့်ကိုသူတစ်ပါးကိုချစ်ပါလို့ပြောရင်တင်ချစ်ရှင်းမြတ်တာနဲ့အသက်ရှင်လိုက်ပါဘုရားသခင်ကပြီးကမ်းပါလို့ပြောရင်တင်ပြီးကမ်းလိုက်ပါစံစာကဘုရားစကားပြောရင်ပြောတဲ့အတိုင်းတင်လိုက်လျှောက်အသက်ရှင်ခြင်းအပြင်တင်လိုတဲ့အရာကိုဘုရားကပြင်ဆင်ပေးမှဖြစ်ပါတယ် ။ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာတစ်ခုလုံးကိုတာဝန်ယူတဲ့ဖခင်ရဲ့စကားကိုနားထောင်ပြီးတော့နေစဉ်အသက်ရှင်လိုက်ပါ။ဣသရေလလူမျိုးတွေကိုနှစ်ပေါင်း40လုံးလုံးအင်းကြီးမဟောင်းနှွမ်းရအောင်ဖနှက်မပြည့်ရအောင်မာနမုတ်အပြင်ဖခင်သခင်ကကြွေမွေးခဲ့တယ်။ခါနန်ပြည်ရဲ့စပားကိုစားတော့မှအဲ့ဒီမာနမုတ်ကပြတ်သွားခဲ့တယ်။ဒီအောင်ကြည့်ခြင်းအဖြစ်ဖခင်သခင်ကအပြည့်အဝတာဝန်ယူထားတယ်။ခါနန်ပြည်စပားကိုမစားရမချင်းမာနတ်ကိုဖခင်ကမယုံသိမ့်ဘူး။ မန္နမုတ်ကိုဘယ်အချိန်မှရုပ်သိမ်းလဲဆိုရင်တော့ခါနန်ပြည်ရဲ့စပွားကိုစားတော့မှရုပ်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ကျွန်တော်ဘုရားအသက်တာကိုလည်းဖရာသခင်ကအပြည့်အဝတာဝန်ယူတဲ့ဖရာဖြစ်ပါတယ်။ခက်ခဲတဲ့ကာလမှာလည်းဖရာသခင်ကကြွေးမွေးတယ်။ခါနန်ပြည်ကဲ့သို့နေရာကိုရောက်တဲ့အခါမှာလည်းဖရာသခင်ကဆက်ပြီးတော့ကောင်းကြီးမင်္ဂလာလေးပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာတစ်ခုလုံးကို ကျွန်တော်ရဲ့အနာဂတ်တစ်ခုလုံးကို အပြည့်အဝတောင်းယူတဲ့ဖရာကိုယုံကြည်ပြီးတော့အဲ့ဒီဖရာရဲ့အလိုတော်တိုင်းနေ့စဉ်ရှောင်လန်းမယ်ဆိုရင်သင်လိုအပ်တဲ့အရာလေးအားလုံးကိုဖရာကပြင်ဆင်ပေးမယ်ဆိုတဲ့အကြောင်းကိုဝေငှပါလေအားလုံးပေါ်မှာဖျာရှင်ကောင်းကြီးပေးပါစီ